ဟုတ်မင်္ဂလာပါရှင်ကျမရခုဆွေးနွေးနေတာပေါ့နော်ဒီမှတ်ညံရဲ့အကြမ်းထဲမှာဒီလုပ်ငန်းစဉ်ရခွဲခြားထားတဲ့မှတ်ညံလုပ်ငန်းစဉ်တွေအကြောင်းမှာအဲ့မှာဟိုဒါလေးကိုယနေ့မှာကျမဥနမူနာလေးတွေနဲ့ပေါ့နော်ဆွေးနွေးပြသမှာလည်းဖြစ်ပါလေရှင်အဲ့မှာဆိုလို့ရှိရင်လုပ်ငန်းစဉ်ရပေါ့နော်သူတို့ဒီခွဲခြားထားတဲ့မှတ်ညံလုပ်ငန်းဒီလုပ်ငန်းစဉ်အစ်စ်တွေက မှတ်ဉာဏ်နေမှာကျမတို့ဒီအစဉ်၃ခုရှိတယ်ဒီ record ရှိမယ် recognition ရှိမယ် relearning ရှိမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်မှတ်ဉာဏ်တွေကိုဤ၃နည်းနဲ့ရရှိနိုင်တယ်မှတ်ဉာဏ်တွေကိုဤ၃နည်းနဲ့ရရှိနိုင်တယ်အဲ့ဒီတွေက record ရယ် recognition ရယ် relearning ရယ်ဆိုပြီးတော့ relearn သုံးနည်းရှိဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ကျမတို့အစောပိုင်းကတင်ယူထားတဲ့ တင်းအချက်လက်တွေကိုပြန်လဲပြန်လဲပြီးတော့ပေါ့နော်ဘလောက်ပြန်ထုတ်ပေးနိုင်တယ်လဲဘလောက်မှတ်မိတယ်လဲဆိုတာကိုတိုင်းတာတဲ့မှတ်ဉာဏ်ပေါ့နော်အဲ့ဒါ recall ခေါ်တယ် recall တို့ recall မျိုးစားထဲမှာပါပါတယ်ဒါဆိုရင်အစောပိုင်းကတင်ယူထားတဲ့သတင်းချက်လက်တွေကိုဘလောက်ပြန်ထုတ်ပေးနိုင်လဲမှတ်မိတာဘလောက်ရှိလဲမှတ်မိမှုအားကောင်းရင်ကောင်းတယ်လို့သူရဲ့ဒါ ဒီညံရပို့ပြီးတော့အာသာနေမှာပေါ့လေဒါလိုလို့ဆိုရင် သူတင်ယူထားတဲ့တည်င်းချက်လက်တွေကိုပြန်ထုတ်နိုင်တယ်မှတ်မိနိုင်တယ်ဒါကိုတိုင်းတာတဲ့မှတ်ညံကိုကျွန်တော်က recall လို့ခေါ်ပါတယ်အဲ့ဒီအမှတစင်ရခင်တင်ယူခဲ့တဲ့အကြောင်းအရာတွေကနေပြီးတော့တက်မှတ်ဖို့ထုတ်ရလိုအပ်တဲ့အကြောင်းအရာတွေကိုဒါဘလောက်မှတ်မိတယ်လဲဆိုတာကိုတိုင်းတာရဲ့မှတ်ဉာဏ်ကိုကြတော့ recognition လို့ခေါ်တယ်ပြန်လဲဖော်ထုတ်တာသူကပြန်လဲဖော်ထုတ်တဲ့မှတ်ဉာဏ်နောက်တစ်ခုကကြတော့ relearning ကကြတော့ နောက်ထပ်ပြန်လဲတည်ယူမှုလုပ်တဲ့အချိန်မှာဘလောက်လိုအပ်တယ်လဲဆိုတော့စစ်စေးကဲဖြတ်မှု တိုင်းတာလည်းမှတ်ညာအဲဒါဆိုလို့ရှိရင်ဒီနောက်ထပ်ပြန်နောက်ထပ်အတိတ်တခုကိုထပ်တည်ယူဖို့အတွက်အဲ့အတိတ်တခုကိုထပ်ယူဖို့အတွက်အလုံးလုံးနေတဲ့အချိန်မှာပေါ့နော်ဒီနေရာကိုဘလောက်သူမှတ်မိနေုံဆိုတာကိုဒါစစ်စေးကဲဖြတ်တဲ့တိုင်းတာတာပေါ့စစ်စေးကဲဖြတ်တာပေါ့ဒါကိုသူ့ကို relanding လို့ခေါ်တယ်အဲ့ဒါကျွန်တော်နမူနာလေးနေဆွေးနွေးကြည့်အောင် ဥပမာဒီမှာဆိုရင်ညီမနိုင်ငံရဲ့မြို့တော်ဟာကွက်လက်ဖြစ်သည်ဆိုတော့ဒါသူဟာသူပေါ့နော်ဟိုအစောပိုင်းကတည်ယူထားတဲ့တတိယချက်လက်တွေထဲမှာ ပြန်ပြီးတော့သူဘလောက်မှတ်မိတယ်ဘလောက်ပေါ်ထုတ်နိုင်တော့ဆိုတာကိုပြန်စဉ်းစားတာပေါ့နော် recall ခေါ်ရမှာ recall ခေါ်တဲ့ဒါဒီမေခွန်မြို့ပါဒါဆိုရင်ညီမနိုင်ငံရဲ့မြို့တော်ဒီကွက်လက်ဖြစ်သည်ဆိုတော့သူကအဲသူရခင်မှတ်မိတဲ့အသည့်တွေထဲကနေမှာပြန်ပြီးတော့စဉ်းစားပြီးတော့ထုတ်ယူရမှာ တဲ့ဒါမျိုးကိုထုတ်ယူမှာဒါအဓိကတဲ့ record ကိုမေးတယ်ပေါ့နော် record memory ကိုဘယ်လောက်သူမှတ်မိတုံးဆိုတာကိုမေးတယ်မေးကိုမျိုးပါဒါကွက်လက်ဖြည့်တွေပေါ့နော်အဲ့လိုပဲねနောက်တစ်ခါ recognition ဆိုတဲ့သူကဒီပြန်လဲဖော်ထုတ်မဲ့မှတ်ဉာဏ်ပေါ့အဲ့ပြန်လဲဖော်ထုတ်မဲ့မှတ်ဉာဏ်အကြတော့ဟို multiple choice လိုမျိုးမြန်မာနိုင်ငံဒီအောက်ပါမျိုးတွေမှာဘယ်မျိုးဒီရှေးအောင်မျိုးတော့မဟုတ်တယ်လေ တဲ့မြန်မာနိုင်ငံရဲ့ဒီအောက်မှာပေးထားတဲ့မြို့တွေပုဂံရှိတယ်မန္တလေးရှိတယ်အင်းလေးရှိတယ်နောက်တာငူရှိမယ်ပေါ့နော်အဲ့တာငူရေမြို့တွေလေးမြို့တွေကနေပြီးတော့ရှေးအောင်မြို့တော့မဟုတ်တာသူကမာတီပဲ choice ရေးရမှာဒါဆိုရင်ပုဂံဆိုလဲရှေးအောင်မြို့တော့ပဲမန္တလေးဆိုလဲရှေးအောင်မြို့တော့တာငူဆိုလို့ရှိရင်လဲရှေးအောင်မြို့တော့ကြီးဒါဆိုရင်ရှေးအောင်ရှေးအောင်မြို့တော့မဟုတ်တာအင်းလေးဒေတာအဲ့ဒါဘာလို့ဆိုရင် ယခင်တင်ယူခဲ့တဲ့အကြောင်းအရာတွေကနေပြီးတော့သတ်မှတ်ဖို့ထုတ်ဖို့အတွက်လိုအပ်တဲ့အကြောင်းအရာကိုသာဘလောက်မှတ်မိသလဲဆိုတာကိုတိုင်းတာနဲ့မှတ်ညာဒါကကြတော့ recognition ဆိုတဲ့ဒါဒါနင်းနဲ့ဖော်ထုတ်တာပါဒီဆိုရင်ကွက်လက်ဖြစ်နေဆိုလို့ရှိရင်ဒါ recall ကိုသူ့ရဲ့ recall နင်းနဲ့ဘလောက်မှတ်မိရောဆိုတာကိုဖော်ထုတ်တာဒါဆိုရင် multiple choice ဆိုရင်တော့ recognition ဆိုတဲ့ပြန်လဲဖော်ထုတ်တဲ့မှတ်ညာ အဲဒီကဘလောက်ရှိနေုံဒီမက်ညံပြန်လဲဖော်ထုတ်နိုင်တဲ့မက်ညံဘလောက်ရှိနေုံသူ့မှာဘလောက်အထိသူ့မှတ်မိနေုံဆိုတာလေးကိုပြန်လဲဖော်ထုတ်တာပါဒါဆိုရင်ဒီလိုမျိုးမိခွန်းနေနဲ့ဒီတင်ယူသူတွေရဲ့အတီထဲမှာမက်ညံတွေဘလို့အသီးသီးမှတ်မိသွားစေတယ်ဆိုတာကိုဒီမက်ညံဒီကလေးကတော့သူဟာ recall မှာပို့ပြီးတော့အားကောင်းတယ်ဒီကလေးကကြတော့ recognition မှာပို့ပြီးတော့အားကောင်းတယ်တရားနဲ့တရားတူရင်မှတူမှာပါအဲ့လိုမျိုးပါမတူတဲ့အတွက်လည်း ီပေါ်ထုတ်တဲ့နေရာမှာလည်းအားလုံးရဲ့ဉာဏ်ရည်တွေနဲ့ဟိုတင့်လျော်မဲ့မိဂုံမျိုးတွေကိုပေါ်အာသူတို့မေးစေခြင်းအားဖြင့်အာဒေလာတုံးသက်မှုတွေကိုပို့ပြီးတော့ဟိုဒါမှန်ကန်အောင်တုံးသက်လို့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့မှတ်ဉာဏ်တွေမှာဒီသုံးနည်းနဲ့ရရှိစေနိုင်တဲ့ recognition ရဲ့ recognition ရဲ့ relearning ရဲ့ အဲအဲ့ဒါဆိုလို့ရှိရင် recall နဲ့လည်းဒီကွက်လက်ဖြည့်တွေမေးခွန်းတွေမေးလို့ရတယ် recognition ဆိုရင်မြန်မာနိုင်ငံမှာသူက multiple choice တွေနဲ့မေးလို့ရတယ်ပေါ့နော်ဒါနဲ့နောက်တစ်ဒီ relearning ဆိုလို့ရှိရင်တော့နောက်တစ်ပြန်လဲတည်ယူမှုလုပ်တဲ့အချိန်မှာဘယ်လောက်လိုအပ်တယ်လဲဆိုတဲ့သူ့ရဲ့လိုအပ်မှုကိုပေါ့နော်ဒါတော့တိုင်းတာတဲ့မှတ်ဉာဏ်လေးဆိုပြီးတော့ပေါ့နော် ဒီလိုမျိုးနီလန်းသုံးနည်းရှိတယ်ဆိုတာလေးတွေကိုဆွေးနွေးပြခြင်းဖြစ်ပါတယ်။ဒါဆိုရင်မိမိကဘယ် recording နဲ့မေ့ကျင်လာလား recognition mini နဲ့မေ့ကျင်လာလားဆိုတာကိုဒါသုံးသပ်ပြီးတော့အာဆောင်ရွက်လို့ရတယ်ရစေပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့မှတ်ဉာဏ်တွေပေါ်မှာမူတည်ပြီးတော့တို့ရဲ့မှတ်ဉာဏ်တွေဘယ်လောက်တို့မှာရရှိနေစေတုံးဆိုတာကိုပြန်လဲဖော်ထုတ်လို့ရတယ်ဆိုတဲ့နီလန်းလေးတွေကိုကျမအနေနဲ့ဆွေးနွေးပြခြင်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ကျမတို့ ရီကောကိုတဲ့ရီကောမှာအားဆိုင်ပြီးတော့မိမိမှတ်မိထားတဲ့အချက်လက်တွေကိုပြန်လဲဖုတ်ထုတ်ရရီကောကအားဆိုင်ရတယ်ဟုတ်တယ်လေ။နောက်တော့ तू ကဒီထဲမှာကိုမိမိရဲ့အသိဉာဏ်ထဲမှာရှိတာကိုပဲဟိုအားဆိုင်ပြီးတော့ဗောနော်။ဒါပြန်လဲပြီးတော့တရင်အချက်လက်တွေကိုပြန်လဲထုတ်ယူရတာဟိုပြန်ထုတ်ယူရတာဟို။အဲဒီက recognition ဆိုတာကြာ multiple choice နဲ့အတွက်ရွေးချယ်မှုရှိရအောင် ေးထားတဲ့အချက်တွေကမှရွေးချယ်ရတဲ့တစ်ခုကိုသာတက်မှတ်ဖော်ထုတ်ရတာအဲတက်မှတ်ဖော်ထုတ်ရတဲ့နီလန်လည်းဖြစ်တယ်။ဒါဆိုရင် recall ဆိုလို့ရှိရင်သူ့ဘာသူအားစိုက်ပြီးတော့မှမိမိမှတ်မိတဲ့အကြောင်းအရာတွေကိုထုတ်ယူရတယ်။ recognition ရကြတော့အဲ့လိုမဟုတ်ဘူးရွေးချယ်မှုတွေတွေကမှတစ်ခုကိုသာတက်မှတ်ဖော်ထုတ်ပေးရတာဖြစ်တယ်။အဲဒါကလည်းမှတ်ဉာဏ်ထဲမှာတည်တည်ကြကြမှတ်ထားမှသူ့ရဲ့ဖော်ထုတ်ချက်တွေကလည်းမှန်မှန်ကန်ကန်ဖော်ထုတ်နိုင်မှာပဲဖြစ်ပါရဲ့။ အဲဒါသူ့ရဲ့ဒီအမျိုးအစားလိုက်ခွဲခြားထားတဲ့အမှတ်ဉာဏ်၄ချောင်းကိုဆွေးနွေးပေးခြင်းလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်နောက်ဥမာလေးတစ်ခုอ่ะပေါ့เนาะဒါကတော့သူကဒီကျမဒါကတော့ကျမရဲ့ဒီဆွေးနွေးချက်တွေကိုလေ့လာနေတဲ့တူတူချက်ချင်းစီတိုင်းဟာဒီမိကွန်းလေးကိုဖြည့်တတ်မှာပါဒီမိကွန်းလေးကိုဖြည့်နိုင်မှာပါဒီမှာဆိုရင် recall မိကွန်းလေးပထမဦးဆုံးကဒီမှာရှင် the process of story information in memory is called အားလုံးကိုလက်က ။ဒါမိမိရဲ့ဒီညခုနကကျမဆွေးနွေးချက်တွေကိုဟိုလေ့လာပြီးတော့အာဒီကကွက်လက်ကလေးကိုဘယ်လိုဖြည့်မလို့ပေါ့ဒါမိမိရဲ့မျက်ညံထဲမှာရှိနေတာကိုအားစိုက်ထုတ်ပြီးတော့မှဒါဒီကွက်လက်ကိုဖြည့်ပေးရမှာ။မဖြစ်မလဲပေါ့နော်။ဆွေးနွေးစဉ်းစားကြည့်အောင်။နောက်တစ်ခုကကျတော့ recognition ဘိုင်းကိုမေးမှာ။ပြန်လည်ဖော်ထုတ်နိုင်တဲ့မျက်ညံကိုမေးမယ်မေးကော multiple choice the process of storing information in memory score rahasela angodila deep processing la retriever ကဲဘယ်မေးကိုဘယ်ဖြေရအမှန်ဆုံးလို့ဆိုတာကိုစဉ်းစားကြည့်ကြရအောင်ဒီပေါ်မှာဘလောက်မိမိရဲ့ညံရ recover ဘိုင်းမှာပဲအားတာလားလားဒါမှမဟုတ်ရင် recognition ဘိုင်းမှာအားတာလားလားအားကောင်းတာလားဆိုတာကိုဒီမေးခွန်းလေးကိုဖြည့်ကြည့်ကြရပြင်သိရှိစေပါတယ်ဒါဆိုရင်နောက်ခုလုံးကတော့အဖြေကွက်လက်ဖြေကတော့ကွက်လက်ဒီကကျွန်တော်တို့ဒီအောက်ကဒီ multiple choice ကို မစင်မကြည့်သေးပဲနဲ့အပေါ်ကခွက်လက်ဖြစ်ကိုပဲစဉ်းစားမယ်ဆိုရင်တော့မိမိလေးလာထားတယ်မိမိနားထောင်ထားတဲ့အချက်လက်တွေကမှဒီဥစ္စာကိုမလုပ်ပေးရမလို့ဆိုရင်ဒီခွက်လက်ကလေးကိုဖြည့်ပေးရမှာလေအဲဒါဆိုရင် အားစိုက်ထုတ်ပြီးတော့မှတော့ဒါပြန်ပြီးတော့ဒါပြန်နားထောင်ပြီးတော့မှလည်းဒါလေးကိုဖြည့်ပေးလို့ရပါတယ် အဲ့လိုမဟုတ်ခဲနဲ့ပေါ့ဟောဒါကကြတော့ဒီ multiple choice ကကြတော့မိမိနားထောင်ထားတယ်မိမိမက်မိထားတဲ့အချက်လက်တွေတွေအမှအဲဘယ်အကြောင်းအရာလေးကဒီဟာလေးဒီကိုယ်ဒီကဟာလေးတွေအမှဒီ project ကလေးတွေမှာဘယ်ဒီစကလုံးလေးနဲ့တင့်တော်တယ်ဆိုတာကို choice လုပ်ပေးရရွေးချယ်ပေးရမှာပေါ့လေဒါဆိုရင်ဒီတရေအချက်လက်တွေကိုကျမတို့ memory ထဲမှာမှတ်မိဖို့အတွက်ဒါဘာအရင်ဆုံးဘာတော့အောင်ဆိုလို့ရှိရင် တင်ကြတာအဖြစ်ပြောင်းရတယ်ဆိုတာကျွန်မဆွေးနွေးခဲ့တယ် encoding လုပ်ရမယ်ဆိုတာလေးကိုထက်ခါထက်ခါလည်းဆွေးနွေးခဲ့တယ်ဖြစ်တဲ့အတွက်ကြီးစုသူအားလုံးကမှတ်မိနေမှာလို့ကျွန်မယုံကြည်ပါတယ်။ဒါဆိုရင်ဒီကွက်လက်ကလေးထဲမှာ encoding ထည့်ရမှာဒါကတော့ကျွန်တော်တို့ဒါကိုမိမိမညံ့ထဲမှာရှိနေအောင်ပြန်လဲခေါ်ထုတ်ပြီးတော့မှဒီကကွက်လက်ကလေးကိုဖြစ်ပေးတာ။အဲဒီကနောက် example တကူဒီဒီက multiple choice ကကြတော့လွယ်သွားပြီလေ။ဒါက maintenance structure ဆက်လည်းမဟုတ်ဘူးလေ။ဒါ processor story information ဆိုတာကကြတော့ဒါ ။နောက်တစ်ခါ deep processing လည်းမဟုတ်ဘူးလေ။ retry ပဲပြန်လဲထုတ်ယူရလည်းမဟုတ်ဘူးလေ။ဒါပါဟုတ်တာတော့ဒီရင်ချက်လက်တွေကိုဒါ store လုပ်ဖို့အတွက်ဒါ information တွေကို store လုပ်နိုင်မှုတွေဘာပထမဆုံးစတော့အောင်ဆိုရင် encoding လုပ်ရတာပေါ့နော်။ဒါဆိုရင်ဒီ multiple choice ကလည်းဘာကိုရွေးပြရမှာလို့ဆိုရင် encoding ကိုရွေးပြရမှာပါ။အဲအဲ့လိုနည်းတွေနဲ့ပေါ့နော်ကျွန်တော်တို့ဒီဒီကလေးတွေကိုပေါ့နော်တင်ဒီမိမိတို့ရဲ့တင်ကြားရဲ့တင်ယူတဲ့သူတွေကိုဟောဒါကတော့ recall မေးခွန်းလုပ်မှလား ဒါကတော့ recognition မေးခွန်းကိုထုတ်မှလာဒီအားကြတော့ relandy ပိုင်းလားပေါ့နော်စသည်ဖြင့်ပေါ့နော်ဒါပံ့ပိုးကူညီပေးလို့ရပါတယ်ကျမဒီအကြောင်းအရာလေးတွေကိုဆွေးနွေးခြင်းအားဖြင့်ဒီလိုမျိုးတွေဆောင်ရွက်ပေးလို့ရတယ်ဆိုတာလေးကိုနမူနာလေးတွေနဲ့တကွဆွေးနွေးပေးခြင်းဖြစ်ပါတယ်อืมဒီကဒီ memory အကြောင်းကိုဆွေးနွေးချက်တွေတိုင်းကိုလည်းပထမဦးဆုံးတစ်ချိန်နေတဲ့တော့ဒီကအကြောင်းအရာလေးကိုပေါ့နော် ဟိုစိတ်ထဲမှာပေါ့ဟိုဒိပတ်လဲသွားဖို့နားလဲသွားဖို့ဆိုတာကကြတော့ဟိုမိမိရဲ့အခြေအနေပေါ့အာယုံစူးစိုက်နိုင်မှုတွေပေါ့နော်ဒါတွေပေါ်မှာမူတည်ပြီးတော့မှကွာခြားချက်တွေရှိမှာပါအဲ့တော့တစ်ချိန်မဟုတ်ပဲနဲ့အချိန်ချိန်လေးလာသုံးသက်ခြင်းအဖြစ်ပေါ့နော်အာကြံ့ကြံ့နေတဲ့ပြီးလို့ရတယ်မိမိမှာလည်းပဲပို့ပြီးတော့ဟိုဒီပေါ့နော်ဒါနားလည်မှုဆိုတဲ့စွမ်းရည်ပို့ပြီးတော့တိုးတက်လာစေပါတယ်အဲကြောင့်ဒီက မှတ်ဉာဏ်အကြောင်းလေ့လာခြင်းရပြီနော်မှတ်ဉာဏ်မျိုးစားလိုက်ပေါ့နော်သူတို့တွေရဲ့ဟာဉာဏ်ဤလုပ်ငန်းစဉ်တွေဆိုတာဟာဟိုအစဉ်စဉ်ရှိနေတယ်သူတို့တွေရဲ့အစဉ်စဉ်လုံဆောင်မှုအသေးစိတ်ကလေးတွေနောက်တကနမူနာလေးတွေပေါ့နော်နမူနာမေးခွန်းလေးတွေနဲ့ကျွန်မဆွေးနွေးပြီးသွားရင်ဖြစ်ပါလေရှင်အာကျွန်မရဲ့ဆွေးနွေးချက်အတိုင်းကိုအဲ့ပါကြည့်ရှုသုံးသပ်ပေးနေတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ဆွေးနွေးချက်ကလေးကိုရန်နောက်ခင်ပြပါရှင်အားလုံးကိုကျေးဇူးပါ